LGBTQI+ ခီးတော်တွေလည်းပဲစရာ အကောင်းဆုံးကမ္ဘာထိပ်တန်းနိုင်ငံ ဖြစ်ဖို့ထိုင်းနိုင်ငံကကြိုးစားနေပါတယ်။ထိုင်းနိုင်ငံဟာ LGBTQI+ ခီးတော်ဆွေးဆောင်ရေးနေရာဖြစ်မြင့်တင်ဖို့ရည်ရွယ်ထားတယ်လို့ထိုင်းသတင်းမီဒီယာတွေမှာဖော်ပြထားပါတယ်။အဲ့ဒီရည်ရွယ်ချက်ကိုအကောင့်ထဲဖော်ဖို့အတွက်ထိုင်းနိုင်ငံမှာ မေလ30ရက်နေ့ကနေဇွန်လ30ရက်နေ့ထိတလတာကာလအတွင်းမှာ Prime Man လှူရှာမှုတွေပွဲတော်တွေပြုလုပ်သွားဖို့ပြင်ဆင်ထားတယ်လို့လည်းသိရပါဗျ။ မနေ့ဇွန်လ၁ရက်နေ့ကထိုင်းနိုင်ငံမြို့တော်ဘန်ကောက်မြို့ရဲ့လူစီကားရရက်ဖြစ်တဲ့ CM ကျင်းပတဲ့ Pride ပွဲတော်စီဝန်ကြီးချုပ်ပေထုံတန်းနဲ့သူ့အစိုးရအဖွဲ့ဝင်တွေတက်ရောက်ခဲ့ပြီးအဲ့ဒီပွဲတော်ကိုလူပေါင်း၃သိန်းကျော်ပါဝင်ဆင်နွှဲခဲ့ပါတယ်။ဘန်ကောက် Pride ပွဲတော်ဟာနိုင်ငံပွဲတော်အစဉ်သတ်မှတ်ခံထားပြီးဖြစ်ပြီးကမ္ဘာထိပ်တန်းပွဲတော်ဖြစ်ဖို့ကြိုးပမ်းနေတယ်လို့လည်းဆိုပါတယ်။ အဲ့ဒီပွဲတော်ဟာကမ္ဘာလုံးဆိုင်ရာပရိုက်ပွဲတော်အဆင့်30အထိဝင်ထားပြီးအာရှမှာတော့ပထမအဆင့်နဲ့အအောင်မြင်ဆုံးပွဲတော်ဖြစ်ဂုံယူစွာရည်တည်လျက်ရှိပါတယ်။ထိုင်နိုင်ငံမှာပရိုက်ပွဲတော်ကိုနှစ်စဉ်နှစ်တိုင်းအစိုးရနဲ့ပုဂ္ဂလိကလုပ်ငန်းရှင်တွေပူးပေါင်းပြီးတနင်္လာတနေ့ပုံမကောင်းမအောင်ကျပါလိရှိပါတယ်။စီစဉ်သူတွေအနေနဲ့ယခုနေ့ပရိုက်မန်ပွဲတော်ကိုလာရောက်သူ၃သိန်းကျော်နဲ့ခီးသွွားလုပ်ငန်းတွေကဝင်ငွေ၄ဘီလီယံကျော်အထိရရှိဖို့မျှော်မှန်းထားတယ်လို့ဆိုပါတယ်။ ီပွဲတော်ကို CNPW ကုမ္ပဏီကနေအတိတ်ကကိုညီပံ့ပိုးပေးထားတာဖြစ်ပြီးသူလောက်ကနာမည်ကြီးဈေးဝယ်စင်တာတွေဖြစ်တဲ့ CN Paragon, CN Center, CN Discovery နဲ့ Icon CN တို့အပါအဝင်အခြားဈေးဝယ်စင်တာတွေအဖွဲ့အစည်းတွေကလည်းဇွန်လတစ်လလုံးဝိုင်းဝန်းကုညီပံ့ပိုးပေးသွားမှာလို့သိရပါဗျ။ဘွဲ့တော်ရဲ့ကောင်းစင်ကတော့ဒီနေ့အတိုင်းမွေးဖွားခြင်း လက်ထက်ခွင်ဒန်းသူညီမမှုမှသည်လိန်စိတ်ခံယူမှုကိုတရားဝင်အတိမတ်ခံရသည့်အထိတိုက်ပွဲဝင်သွားကြဖို့ဖြစ်ပြီးဒီပွဲတော်ဆောင်မဟာလူမှုရေးအရာတမိုးကြီးမားတဲ့အချက်တွေကိုဖော်ပြနေခြင်းဖြစ်ပါတယ်။ဒါပြင် CNP ဝဲကွန်ရက်မှာရှိတဲ့ဈေးဝယ်စင်တာအားလုံးဟာ The Celebration Right to Love Council နဲ့လှုပ်ရှားမှုတွေပြုလုပ်နေပြီးယင်းလှုပ်ရှားမှုဟာမေလ30ရက်နေ့ကနေစတင်ခဲ့ကသူတို့ပိုင်တဲ့နေရာအားလုံးမှာဇွန်လ30ရက်နေ့အထိဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ဇွန်လတစ်လလုံးကို LGBTQI+ အတိုင်းဝိုင်းကိုဂုဏ်ပြုသောအဖြစ် Pride Month ဖြစ်သတ်မှတ်ထားပြီးတစ်ကမ္ဘာလုံးမှာထိမ့်မှတ်ပွဲတော်လေးကျင်းပလေးရှိပါတယ်။ လူအခွင့်အရေးနဲ့ဒီမိုကရေစီဂုဏ်သိက္ခာကြီးမားပါတယ်ဆိုတဲ့အမေရိကန်နိုင်ငံဟာသမ္မတဒေါ်နယ်ထရပ်တက်လာပြီးနောက်မှာတော့ပရိုင်မန်ကိုဖျက်သိမ်းခဲ့ပါတယ်ရှင်။အခုလိုသတင်းတွေကို ပုံမှန်မျှဝေပေးနိုင်ဖို့ ਨੇ CJ Platform သတင်းဌာနရဲ့ရေရဲ့ဒီနာရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကို အချိန်နဲ့တပြေးညီရရှိဖို့အတွက် ကျွန်မတို့ရဲ့သတင်း channel ကို like and subscribe လုပ်ဆောင်ပြီး notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။